လေငါကြီးသေးထူတာကတကယ်ကြီးသေးလားအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်လူရဲတို့ဖြစ်လာပြီးအရွယ်ရောက်လာတဲ့အခါမလွဲမသွေကြုံတွေ့ရမှာကဖူမလင်ကိစ္စပဲဖြစ်ပါတယ်ဒီလိုလင်ကိစ္စတွေကိုအမျိုးသားရောအမျိုးသမီးပါကြုံတွေ့ရတယ်ဆိုပေမဲ့အချက်ကြောင့်ကြီးရဲ့အမျိုးသမီးတွေအများစုအတွက်တော့မိမိတို့လေငါနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုမရှိရမျိုးတွေတိတ်ပြီးတော့ဖြစ်လိဖြစ်တာမရှိပါဘူးတချို့အိမ်ဆောင်ရှင်အမျိုးသမီးတွေ အရွယ်ရောက်ပြီးသားအမျိုးသမီးတွေလောက်ပဲကျဲတယ်ကျင်းတယ်ဆိုတဲ့ကိစ္စရှိကြပါဒါပေမဲ့အမျိုးသားတွေကတော့မျိုးမျိုးပေါ်ဝင်ကားစားအရွယ်မှာကလေးကမိမိရဲ့နေအိမ်ကနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုမရှိတာငါပစ္စည်းတိုးနေလားရှည်နေလားတုံနေလားစသဖြင့်အမျိုးမျိုးတွေးတတ်ကြပါတယ်ဒီလိုဖြစ်ရတာကလည်း set education အပြည့်အဝသင်ကြားမပေးနိုင်တဲ့မြန်မာနိုင်ငံကြီးမှာကြီးမှ ရှည်မှမျိုးသမီးတွေနဲ့လိမ်ဆက်ဆံတဲ့အခါ စိတ်ကံစားမှုအပြည့်အဝပေးနိုင်မယ်။ကောင်မလေးတွေကသဘောကျမယ်။ကိုယ့်ကိုတန်တန်ဆွဲမယ်။စတဲ့အပြာစားပေးအပြာကားတွေကပေးတဲ့ခရက်တွေကြောင့်လည်းပါပါတယ်။အမျိုးသားတွေရဲ့နေအိမ်ကနေပတ်သက်လို့လေးလာတွေးကြည့်ချက်တစ်ခုကတော့အသက်၁၈နှစ်ပြည့်ပြီးသားအမျိုးသားတယောက်အတွက်သူ့ရဲ့နေအိမ်ကဟာပိုပြီးတော့ကြီးမလာနိုင်တော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လည်းလေအိမ်ကတူတဲ့အမျိုးသားတွေမှာငါဟာကတော့သေးနေတယ် အမျိုးသမီးတွေကတော့ကြိုက်မှာမဟုတ်ဘူးဆိုတော့စိတ်ကြစအတွေးတွေဝင်လာတတ်ပါတယ်။ဒါကြောင့်လည်းအွန်လိုင်းမှာကြော်ညာနေတဲ့လေရင်ကခြေသေးတွေကိုတောက်တာမိမိလေရင်ကကိုခြေသေးဖို့အတွက်ခြေသေးတွေထိုးတာခေါ်လီထဲ့တာစတဲ့ကိစ္စတွေကိုလုပ်လာကြပါတယ်။ဒီဗီဒီယိုမှာတော့လေရင်ကခြေသေးထိုးတယ်ဆိုတာဘယ်လိုမျိုးလဲလေရင်ကခြေသေးထိုးရင်တကယ်ပဲကြီးလာသလားဘလို့ကျမ်းမာရေးစိုးကျိုးတွေဖြစ်စေနိုင်လဲ စာရည်နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးပါအောင်ခင်ဗျာလေငါကြီးသေးထိုးတယ်ဆိုတာကလေငါအရည်ပြား အောက်ထဲကိုစီလီကွန်ဂျယ်ဗဇလင်အစီဒါမှမဟုတ်ကျဆူစီ စာရည်တွေကို ထိုးသွင်းတာဖြစ်ပါတယ်ဆက်အကျူကေးရှင်းနေပါတဲ့မြန်မာနိုင်ငံမှာတော့ယောက်ျားလေးတွေဟာ ကိုယ်လေငါကြီးရင် ကောင်မလေးတွေသဘောကျတယ်ဆိုတော့ အပေါင်းအသင်းတွေရဲ့မြောက်ပိနဲ့စကားစူးစမ်းဆင်ခြင်တဲ့စိတ်တွေကြောင့်လက်တဲ့ဆန်းကလေရင်ကကြီးသေးတွေကိုအရှင်းရှင်းထိုးနှံပေးကြတာဒါမှမဟုတ်အရက်သေးကကျမ်းမာရေးဝန်ထမ်းမဟုတ်တဲ့သူတွေစီမှာတွားရောက်ကထိုးနှံကြတာများပါတယ်လေရင်ကကြီးသေးထိုးရင်တကယ်ပဲကြီးလာတာတကယ်ကတော့ကြီးလာတာမဟုတ်ပါဘူးအပြင်ကနေထိုးထည့်လိုက်တဲ့ဆီလီကွန်ချက်ဗဇလင်းအစီကျက်စုစီတွေကြောင့် အရေးပြားကထူပြီးတော့ဖောင်းလာတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်လိန်အင်္ဂါကကြီးထွားနေတဲ့အောင်ထင်ရတာဖြစ်ပါတယ်။အဲ့လိုတဘာဝမဟုတ်တဲ့ဂျဲအစီတွေကိုလိန်အင်္ဂါတွေကိုထိုးသွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကြာလာတဲ့အများအနေအများသလိုမလိုလားတဲ့ကျမ်းမာရေးစိုးကျိုးတွေနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်။ဘလို့ကျမ်းမာရေးစိုးကျိုးတွေခံစားရနိုင်လဲဆိုလို့ရှိရင်ဆေးထိုးထားတဲ့နေရာမှာဆေးတွေကခဲပြီးတော့ ဖူဖောင်းလာကလေအင်္ကာပုံပြက်သွားတာဆေးခဲပြီးလေအင်္ကာမှာရှိတဲ့သွေးကြောတွေကိုဖိမိသလို ဖြစ်ပြီးတော့လေအင်္ကာကို သွေးမရောက်တာတွေဖြစ်ကလေအင်္ကာထောက်မနိုင်စွဲမရှိတော့တာလေအင်္ကာကို သွေးမရောက်တဲ့အတွက်လေအင်္ကာကြွက်သားတွေပုတ်လာတာပြင်ပကနေတဘာဝမဟုတ်တဲ့ဂျယ်တွေအစီတွေကိုလေအင်္ကာတွေကိုထိုးသွင်းလိုက်တာဖြစ်လို့ဓမ္မတက်မှုတွေဖြစ်ပြီးတော့လေအင်္ကာတစ်ခုလုံး ဝက်ဥချောင်းကိုစီနဲ့ကြော်ထားသလိုရဲหนีပြီးတော့ပွတ်တက်လာတာစီးသွာခတ်တာစီလန်းချောင်းပိတ်သွားတာဆေးတွေက ထိုးထားတဲ့နေရာမှာရှိမနေပဲနဲ့နေရာရွေ့သွားတာဥပမာလင်အင်္ဂါမှာထိုးထားတဲ့ဆေးတွေကလင်အင်္ဂါမှာရှိမနေပဲနဲ့ကက်ပယ်အခြေကိုရောက်သွားတာစတဲ့ကျမ်းမာရေးစိုးကျိုးတွေကိုခံစားရနိုင်ပါတယ်အမျိုးသမီးတွေကြိုက်အောင် တန်းတန်းဆွဲအောင်ကိုယ့်ရဲ့လင်ရင်ကကိုကြည့်အောင်လုပ်ကမှမလိုလားတဲ့ဘေးရွက်ဆူကျူးတွေကိုခံစားရတာစိတ်ဒုက္ခမရောက်စေဖို့အတွက်လင်ရင်ကကိုကြည့်အောင်ပောက်ကရဆေးတွေမထိုးဖို့အရေးကြီးပါတယ်တကယ်တော့အမျိုးသားနဲ့အမျိုးသမီးလင်ဆက်ဆံရမှာလင်ရင်ကကြည့်ခြင်းမကြည့်ခြင်းကအဓိကမကြပါဘူးအမျိုးသမီးရဲ့ကာမစံနာကိုနှိုးဆွနိုင်ဖို့နဲ့အမျိုးသမီးစိတ်ကျေနပ်မှုရရတဲ့အထိအဘေးယူများများနဲ့ဆက်ဆံနိုင်ဖို့ စတာတွေကသာအဓိကကြတာဖြစ်ပါတယ်။တကယ်လို့မိမိရဲ့လင်းရင်ကကအရန်သေးနေတယ်ဆိုရင်တော့တငယ်ချင်းချင်းချင်းလွတ်တဲ့ဆန်းပြီးတော့မှလင်းရင်ကကြီးသေးတွေထိုးတာမျိုးကျမကြီးဝန်ထမ်းမဟုတ်တဲ့မကျွမ်းကျင်တဲ့ဝန်ထမ်းစီကိုတွားပြီးတော့မှထိုးနှံတာမျိုးမလုပ်ဘဲနဲ့သေချာနားနဲ့တကြမ်းနဲ့ဆရာဝန်နေစီမှာတိုင်ပင်ဆွေးနေပြီးတော့စနစ်တကျကုသမှုခံယူပါတော့ကျွန်တော်အနေနဲ့အကြံပြုလိုက်ရပါတယ်။ဒါကတော့လေအင်္ဂါကြီးသေးထိုးတာက တကယ်ကြီးသေးလားဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားတာပဲဖြစ်ပါတယ်